ိုလန်ကနျူကလ িয়ার လက်နက်တွေလိုချင်နေပါတယ်။တခါကဆိုဗီယက်လွှမ်းမိုးမှုရဲ့အရေးအောက်မှာနေထိုင်ခဲ့ရတဲ့နိုင်ငံတစ်နိုင်ငံဟာအခုဆိုရင်နျူကလ িয়ার အာဏာရလာဖို့အားထုတ်နေပါတယ်။ဒါအပြင်ပိုလန်ဟာနျူကလ িয়ার လက်နက်တွေကိုတောင်းဆိုနေရတာမကရုရှားတောင်တတိထားမိနေတဲ့ကြီးမားတဲ့စစ်ရင်အားကိုတည်ဆောက်နေပါတယ်။ GDP ရဲ့၄.၈ရာခိုင်နှုန်းလောက်ကိုကာကွယ်ရေးအတွက်သုံးဆွဲနေတဲ့ပိုလန်ဟာအခြားနေတို့အဖွဲ့ဝင်တွေထက်ပိုမိုတဲ့စစ်ရင်အားကိုတိုးချဲ့နေပါတယ်။၅သိန်းလောက်ရှိတဲ့စစ်သားတွေပြင်သစ်ရဲ့နျူကလ িয়ার ဘုံတွေ ပြန်လဲပြင်ဆင်နေတဲ့စစ်ရေးစာချုပ်တွေဒါတွေကဘလို့ဖြစ်လာတာလဲဒါကဥရောပရဲ့လုံခြုံရေးနဲ့ရုရှားအတွက်ဘလို့အထိပ္ပယ်တွေမျိုးတက်ရောက်နေတယ်လဲပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တက်ခါဒါကိုပြောနေုံသားမကလှုပ်ဆောင်နေပါတယ်သူဟာလွှတ်တော်မှာပြောကြရမှာပိုလန်ဟာကမ္ဘာအစွမ်းအထက်ဆုံးနျူကလ িয়ার လက်နက်တွေကိုရယူဖို့ကြိုးစားနေတယ်လို့ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်သူကပိုလန်ဟာရိုးရိုးလက်နက်တွေကိုအားကိုးဖို့မလုံလောက်ဘူးလို့ထောက်ပြခဲ့ပါတယ်ပိုလန်ဟာခေတ်မီနည်းပညာတွေနျူကလ িয়ার လက်နက်တွေနဲ့ ခင့်မိတဲ့ရိုးရိုးမဟုတ်တဲ့လက်နက်တွေကိုရယူဖို့လိုအပ်ပါတယ်လို့တက်စ်ကပြောကြားခဲ့ပါတယ်။တနည်းအားဖြင့်ပိုလန်ဟာကြီးမားတဲ့ကစားပွဲမှာပါဝင်ဖို့အဆင်သင့်ဖြစ်နေပါပြီ။တက်စ်ကနျူကလ িয়ার လက်နက်တွေကိုရရှိဖို့ဟာရှေ့လျားပြီးရှုပ်ထွေးတဲ့ခရီးဖြစ်မယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒါနဲ့အတူပိုလန်ဟာပုံမလုံးကြုံလာမယ်လို့သူကယုံကြည်ပါတယ်။ဒါဆိုဒီလက်နက်တွေကဘယ်ကနေလာမှာလဲ။ပိုလန်ဟာပြင်သစ်ကိုအကူအညီတောင်းနေပါတယ်။ပုံမတိကျတာပြောရရင် ပြင်သစ်ကပိုလန်ကိုအားကိုးနေပါတယ်။ ပြင်သစ်သမ္မတ Emmanuel Macron ဟာပြင်သစ်ရဲ့နျူကလ িয়ার ကိုဥရောပနိုင်ငံတွေကိုကာကွယ်ဖို့ချဲ့ထွင်မှုအထောက်နေပါတယ်။နျူကလ িয়ার ဆိုတာကပြင်သစ်ရဲ့မဟာမိတ်တွေကိုဒုက္ခပေးရင်ပြင်သစ်ရဲ့နျူကလ িয়ার လက်နက်တွေကိုရင်ဆိုင်ရမယ်လို့ဆိုလိုပါတယ်။အခုဆိုရင်ပိုလန်ဟာဒီ TIA အောက်ကိုဝင်ဖို့ဆန္ဒရှိနေပါတယ်။ Task ကပိုလန်ဟာပြင်သစ်နဲ့ဒီကိစ္စကိုဆွေးနွေးနေတယ်လို့အတည်ပြုခဲ့ပါတယ်။ဒီအကြံကိုစဉ်းစားကြရလို့ဆိုပါတယ်။ Macron ကပြင်သစ်ရဲ့နျူကလ িয়ার လက်နက်တွေကိုပိုလန်မြေပေါ်မှာထားဖို့တရားဝင်ကမ်းလှမ်းထားတာမရှိသေးပါဘူး။ ဒါပေမဲ့ပိုလန်ရဲ့ဒီအကြံကိုပွန့်ပွန့်လင်းလင်းလက်ခံတာကကြီးမားတဲ့ပြောင်းလဲမှုတစ်ခုပါပိုလန်ဟာနျူကလ িয়ার ကစားပွဲမှာနေရာတစ်ခုရဖို့တက်ကြသွားလှုံ့ဆော်နေပါတယ်တနည်းအားဖြင့်ပိုလန်ဟာနျူကလ িয়ার လက်နက်တွေကိုရရှိဖို့ကြိုးစားနေပါတယ်ဒါပေမဲ့ဒါကဘာရီစောင့်ခြင်းပေးမှာလေပြင်သစ်ရဲ့နျူကလ িয়ার လက်နက်တွေကဘာရီလဲဆိုတာကြည့်အောင်290လောက်ရှိတဲ့နျူကလ িয়ার ပုံးတွေနဲ့ပြင်သစ်ဟာနေတိုးမှာတတိယအကြီးဆုံးလက်နက်တူလောင်ထားတဲ့နိုင်ငံဖြစ်ပါတယ်အမေရိကန်ပြီးရင်ဒုတိယနေရာမှာရှိနေပါတယ်ဒီဘုံတွေအများစုကလေကြောင်းမှတက်ဆင်ထားတဲ့ ခရုစ်ဒုံးကြီးတွေနဲ့ရေငုံသင်းပေါ်မှာတက်ဆင်ထားတဲ့ဘောလစ်စတစ်ဒုံးကြီးတွေမှာတက်ဆင်ထားပါတယ်။ပြင်သစ်ရဲ့နျူကလ িয়ার လက်နက်တွေရဲ့အထူးကကြတဲ့အစိပ်ပိုင်းကရေငုံသင်းပေါ်လေးစီးပါတဲ့အုပ်စုဖြစ်ပါတယ်။တစည်းကို M51 Baltic ဒုံးကြီး16လုံးလောက်တည်ဆောင်နိုင်ပါတယ်။တစည်းကပြုပြင်ထိမ့်သိမ့်မှုခံယူနေပြီးကြံသုံးစည်းကလုံးဝအသင့်အသုံးပြုနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။ပြင်သစ်ဟာသူ့ရဲ့နျူကလ িয়ার လက်နက်တွေကိုအလေးအနက်ထားပါတယ်။အဲ့ဒီရေငုံသင်းပေါ်တွေကတစည်းကိုအမြဲတမ်းရေအောက်မှာလှုပ်ရှားနေအောင်ထားပါတယ်။ ဒါပေမဲ့ရုရှားကယူကရိန်းကိုကျူးကျော်တဲ့အခါမှာတော့ပြင်သစ်ဟာစစ်အေးတိုက်ပွဲပြီးမှပထမဆုံးအကြိမ်ရေငုပ်သင်းမောတစ်စီးထက်ပိုပြီးတော့ဆီလွတ်ခဲ့ပါတယ်။ဒါကမတော်တဆဖြစ်တာမဟုတ်ပါဘူး။ပြီးတော့လေကြောင်းစိတ်ပိုင်းလည်းရှိပါတယ်။ပြင်သစ်ရဲ့နျူကလ িয়ার လက်နက်တပ်ဆင်နိုင်တဲ့ Rafale တိုက်လေယာဉ်တွေဟာ ASMB Cruise ဒုံးကြီးတွေနဲ့တပ်ဆင်ထားပါတယ်။2035ခုနှစ်မှာ ASN 4G ဒုံးကြီးတွေနဲ့အစားထိုးသွားမှာလည်းဖြစ်ပါတယ်။ပြင်သစ်ဟာသူ့ရဲ့နျူကလ িয়ার လက်နက်တွေကိုခင့်မြောင်ငွေကြီးတွေအများကြီးသုံးစွဲနေပါတယ်။ ရင်ကုန်သင်းမောတွေကိုအဆင့်မြင့်တင်နေပြီးဘုံတွေကိုမွမ်းမံနေကနောက်မျိုးဆက်တဲ့နျူကလ িয়ার လက်နက်တွေကိုဖန်တီးနေပါတယ်၂040ခုနှစ်မှာပြင်သစ်ရဲ့လက်နက်တွေကပုံမိုသိမ်းငယ်လာပြီးပုံမိုထိရောက်လာကရက်တန့်မှုပုံမိုခတ်ခဲလာမှာဖြစ်ပါတယ်ပိုလန်ကလည်းဒီနျူကလ িয়ার ညီမျှခြင်းရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာနိုင်ပါတယ်ပိုလန်သမ္မတဒူတာကလည်းဒီအကြံကိုသဘောတူပါတယ်ပြင်သစ်ရုပ်သံ LCI နဲ့တွေ့ဆုံမေးမြန်းခန်းမှာဒူတာကမက်ခရွန်ရဲ့အကြံကိုဂျင်းနက်ဆွန်နဲ့ကြိုဆိုတယ်လို့ပြောကြားခဲ့ပါတယ် ပိုလန်ရဲ့လုံခြုံရေးကိုတိုးမြင့်ပေးနိုင်တဲ့မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုမှန်သမျှကိုတံမိုးထားတယ်လို့လည်းဆိုပါတယ်။လက်ရှိအချိန်မှာပိုလန်ကိုလုံခြုံအောင်ထားဖို့ဆိုရင်စာချုပ်တွေကိုပြန်လည်သုံးသပ်ဖို့လိုအပ်နေပါတယ်။တက်စ်ကပိုလန်ဟာသူ့ကိုယ်သူကာဝယ်ဖို့ဘလို့နီးလန်းကိုမဆိုအသုံးပြုမယ်လို့ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။ဒါအပြင်နိုင်ငံတကာစာချုပ်တွေကိုစွန့်လွတ်ဖို့လည်းပြောထားပါတယ်။အထူးသဖြင့်ပိုလန်ဟာအော်တာဝါကွန်ဗင်းရှင်းကနေထွက်ဖို့စဉ်းစားနေပါတယ်။ဒီစာချုပ်ကလူသက်သမိုင်းတွေကိုတားမြစ်ထားပါတယ်။ cluster mutation convention ကိုလည်းထွက်ဖို့စဉ်းစားနေပါတယ်။ ဒီလက်နက်တွေဟာအငင်းပွားစရာဖြစ်နိုင်ပေမဲ့ကျူးကျော်လာတဲ့အင်အားတွေကိုနှိမ့်ခွေအောင်လုပ်နိုင်ပါတယ်။ပိုလန်ကိုစိုးရင်စရာကျူးကျော်သူကရုရှားပါပဲ။2022ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့မှာယူကရိန်းကိုကျူးကျော်ခဲ့တဲ့ရုရှားပါပဲ။တကယ်လို့ယူကရိန်းမှာနျူကလ িয়ার လက်နက်တွေရှိနေသေးရင်ရုရှားသမ္မတဗလာဒီမာပူတင်ဟာကျူးကျော်ဝင်ရောက်ဖို့ဝင်လေခဲ့မှာပါ။ဒါက tax ပြောခဲ့တဲ့ပိုလန်ဟာနျူကလ িয়ার လက်နက်တွေနဲ့ပိုလိုဂျုံလာမယ်ဆိုတဲ့အချက်ကိုရည်ညွှန်းနေတာပါ။သူကယူကရိန်းရဲ့ကံကြမ္မာကိုသင်ငန်းစာအဖြစ်ထောက်ပြခဲ့တာပါ။ 1994ခုနှစ်မှာယူကရိန်းမှာနျူကလ িয়ার ဘုံ1900အပြည်ပြည်ဆိုင်ရာဒုံးကျည်186လုံးနဲ့ဘုံကျဲလေရင်44စီးရှိခဲ့ပါတယ်။ဒါကတကယ့်ကိုကြီးမားတဲ့စစ်ရင်အားပါပဲ။ဒါပေမဲ့ဒီလိုအင်အားကြီးတဲ့နိုင်ငံဟာ1996ခုနှစ်မှာရုရှားကိုဒီလက်နက်တွေအလုံးလွှဲပေးခဲ့ရပါတယ်။ဒါကိုရုရှားနဲ့အမေရိကန်တို့ရဲ့လုံခြုံရေးအာမခံချက်တွေနဲ့လဲလှယ်ခဲ့တာပါ။ဒါပေမဲ့2022ခုနှစ်မှာရုရှားကယူကရိန်းကိုကျူးကျော်တဲ့အခါမှာဒီအာမခံချက်တွေကဘာမှတန်ဖိုးမရှိတော့ပါဘူး။ဒီကနေ့တင်ငန်းလာကရှင်းပါတယ် နျူကလ িয়ার လက်နက်မရှိရင်ယူကရိန်းဟာအားနည်းသွားပါတယ်။ပိုလန်ကတော့ဒီအမှားကိုမလုံမိဖို့တေချာခြင်းနေပါတယ်။ပိုလန်ဟာသူ့အိမ်နီးချင်းတွေကိုယုံကြည်လွန်ကဲတာကိုလည်းနောက်တစ်ခါထပ်မလုပ်တော့ပါဘူး။ဒါကြောင့်နျူကလ িয়ার လက်နက်တွေအပြင်ပိုလန်ဟာစစ်တမ်းစစ်သား၅သိန်းပါတဲ့စစ်တပ်ကိုတိဆောက်ဖို့ကြိုးစားနေပါတယ်။ဒါကဘလို့အနေရမစိုးကာကွယ်ဖို့အတွက်ပါ။ဒီကိန်းကနန်းတွေကတကယ့်ကိုစိတ်ဝင်စားစရာပါ။အခုဆိုရင်ပိုလန်စစ်တပ်မှာတပ်မတော်သား၂သိန်းလောက်ရှိပါတယ်။ဒါက နေတိုးမှာတတိယအကြီးဆုံးစစ်တပ်ဖြစ်ပြီးအမေရိကန်နဲ့တူရကီပြီးရင်ဒုတိယနေရာမှာရှိနေပါတယ်။ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထဲမှာဆိုရင်လည်းအကြီးဆုံးစစ်ရင်အားဖြစ်ပါတယ်။ဒါကတော်တော်လေးထင်ရှားပါတယ်။ဒါပေမဲ့ယူကရိန်းမှာစစ်သား6,800ရှိပြီးရုရှားစစ်တပ်က1.3တန်းရှိပါတယ်။ပိုလန်စစ်တပ်ကရုရှားစစ်တပ်ရဲ့15ရာခိုင်နှုန်းလောက်ပဲရှိတာကြောင့်သူတို့အတွက်စိတ်မသက်မသာဖြစ်နေပါတယ်။ဒါကြောင့်ပိုလန်ကသူ့စစ်အင်အားကို9သိန်းအထိတိုးချဲ့ဖို့ကြိုးစားနေတာပါ။ဒါကလိုအပ်တဲ့ခြေလှမ်းပါပဲ ရုရှားစစ်တပ်ကအရင်လောက်မထက်မြတ်တော့ပေမဲ့သူတို့မှာအင်အားကတော့ရှိနေပါတယ်။ဒါပေမဲ့ပိုလန်ရဲ့ရည်မှန်းချက်ကဖြစ်နိုင်ပါမလား။ Global Firepower Index အရပိုလန်မှာစစ်မှုထမ်းမှုအသင့်ရှိတဲ့လူဝင်အားက16သန်းလောက်ရှိပါတယ်။ဒါပေမဲ့ပြဿနာကလူဝင်အားတွေမကပါဘူး။ဘလောက်မြန်မြန်ဆန်ဆန်စစ်မြေပြင်ကိုရောက်အောင်ပို့နိုင်မလဲဆိုတာပါ။ဒါကြောင့်ပိုလန်ဆိုရကဒီကိစ္စကိုအပြည့်အဝအာရုံစိုက်နေတာပါ။ပိုလန်ဟာသူ့ရဲ့စစ်ရေးမဟာဗျူဟာကိုအကြီးအကျယ်ပြောင်းလဲနေပါတယ်။ တက်စကဒီနှစ်ကုန်မှာနိုင်ငံရဲ့အရွေးရောက်ပြီးသားအမျိုးသားတိုင်းစစ်အတွက်လေ့ကျင့်သင်ကြားပေးဖို့အစီအစဉ်တွေကိုရေးဆွဲခဲ့ပါတယ်။ပိုလန်ဟာစည်ရေးလေ့ကျင့်မှုတွေကိုစနစ်တကျအစီအစဉ်ပြီးသူ့စစ်တပ်ကိုဘယ်အန္တရာယ်မဆိုရင်ဆိုင်နိုင်အောင်အသင့်ပြင်ထားဖို့ရည်ရွယ်ပါတယ်။အထူးသဖြင့်ရုရှားကနေဖြစ်လာနိုင်တဲ့အန္တရာယ်ကိုရင်ဆိုင်ဖို့ပါ။ဒီလေ့ကျင့်မှုအစီအစဉ်ကိုထိရောက်ပြီးလွယ်ကူအောင်ပြင်ဆင်ထားပါတယ်။ပြည်သူတွေရဲ့နေထိုင်ဘဝကိုမထိခိုက်စေဘဲလှိမ့်မြန်စွာစစ်မြေပြင်ကို ရောက်ရှိဖို့လိုအပ်တဲ့စွမ်းရည်တွေကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ။တက်စ်ကဒါကိုပြည်သူတွေအတွက်ဝင်တော့ဝင်ဖို့မဖြစ်စေပဲပြင်ဆင်သွားမယ်လို့ပြောခဲ့ပါတယ်။သူကအမျိုးသမီးတွေလည်းစေတနာဝန်ထမ်းတွေအဖြစ်ပါဝင်နိုင်တယ်လို့ထည့်သွင်းပြောခဲ့ပေမဲ့စစ်ပွဲဆိုတာအဓိကအဖြစ်အမျိုးသားတွေရဲ့တာဝန်လို့လည်းသူကဝန်ခံခဲ့ပါတယ်။တက်စ်ရဲ့အဆိုအရကျမ်းမာတဲ့အမျိုးသားတိုင်းဟာမိမိတိုင်းမျိုးကိုကာဝယ်ဖို့လက်ကျင့်တင်ကြားမှုရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ဒါကပိုလန်ကစစ်မှုထမ်းဆောင်ရေးကိုပြန်လည်အသက်သွင်းမယ်လို့မဆိုလိုပါဘူး။ပိုလန်စစ်တပ်မှာစစ်မှုထမ်းဆောင်ရေးကို2009ခုနှစ်မှာတရားဝင်ရပ်ဆိုင်းခဲ့ပါတယ်။ ဒါကနိုင်ငံကိုစေတနာဝန်ထမ်းစစ်တပ်အဖြစ်ပြောင်းလဲဖို့ဖြစ်ပါတယ်။ဒီပြောင်းလဲမှုကခေတ်မီစစ်ပွဲတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့စစ်တပ်ကိုခေတ်မီအောင်လုပ်ဖို့ဖြစ်ပါတယ်။ဒီပြောင်းလဲမှုတိုင်ငင်ကပိုလန်စစ်တပ်မှာစစ်မှုထမ်းတွေ48000လောက်ရှိခဲ့ပေမဲ့သူတို့ရဲ့စစ်ရေးတန်ဖိုးကကန့်သတ်ချက်ရှိနေခဲ့ပါတယ်။ပိုလန်ကဒီလိုစစ်သားတွေကိုမလိုအပ်တော့ပဲလေ့ကျင့်မိသားပညာရှင်တွေကိုလိုချင်နေပါတယ်။သူတို့ကစစ်မြေပြင်ကိုရောက်ဖို့အသင့်ရှိနေတဲ့အပြင်သူတို့ရဲ့လက်နက်တွေနဲ့ခေတ်မီစစ်ပွဲတွေမှာသူတို့ရဲ့အခမ်းအနားကိုနားလည်သူတွေဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကိုပိုလန်ရဲ့နိုင်ငံတကာစစ်ရေးတာဝန်တွေတိုးလာတဲ့နောက်ခံမှာချမှတ်ခဲ့တာပါအာဖဂန်နစ္စတန်၊အီရန်နဲ့ဘောကန်ဒေသမှာပါဝင်နေတဲ့စစ်ရေးတာဝန်တွေပါစစ်မှုထမ်းဆောင်ရေးကဒီနိုင်ငံတကာစစ်ရေးတာဝန်တွေနဲ့မကိုက်ညီပါဘူးဒါကြောင့်စစ်မှုထမ်းဆောင်ရေးကလည်းစေတနာဝန်ထမ်းစစ်တပ်ကိုပြောင်းလဲတာကမဖြစ်မနေစစ်မှုထမ်းဆောင်ရေးရဲ့အခက်အခဲတွေကိုရှောင်ရှားဖို့တာမကပိုလန်ရဲ့ခင်မီလုံခြုံရေးလိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်မဲ့စစ်တပ်တခုကိုတည်ဆောက်ဖို့မျှော်မှန်းချက်ကြီးတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ် tax ရဲ့နောက်ဆုံးစီတင်တွေကဒီမျှော်မှန်းချက်ကိုဆက်လက်ချဲ့ထွင်တာပါ စစ်မှုထမ်းဆောင်ရေးမရှိတော့ဘဲလေ့ကျင့်မိသားစိတ်အားထက်သန်တဲ့စစ်သား9သိန်းကိုရရှိဖို့ဖြစ်ပါတယ်ဒီစစ်သားတွေကသူတို့တိုင်းပြည်ကိုချက်ချင်းကာဝယ်ဖို့အသင့်ရှိနေမှာပါဒါပေမဲ့ဘာကြောင့်9သိန်းလို့သတ်မှတ်ရတာလဲတက်စ်ကဒီကိန်းကနဲရဲ့အသေးစိတ်ကိုမပြောခဲ့ပေမဲ့ဒါကကြိုက်တယ်လို့သတ်မှတ်ထားတဲ့ကနန်းမဟုတ်ဘူးဆိုတာရှင်းပါတယ်ဒါကဥရောပရဲ့ထိတ်တန့်အတွေးခေါ်ဖွဲ့ဘရိုဂီလိုရဲ့လက်တလောအကဲဖြတ်ချက်နဲ့ဆက်ဆက်နေပါတယ်ဘရိုဂီလိုရဲ့ကဥရောပဟာရုရှားကိုထိထိရောက်ရောက်ဟန်တားနိုင်ဖို့ American စစ်သား3000နဲ့ညီမျှတဲ့စစ်ရင်အားလိုတယ်လို့အကဲဖြတ်ခဲ့ပါတယ် ဒါကြောင့်ပိုလန်ကသူ့စစ်တပ်ကို၃သိန်းတိုးချဲ့ဖို့ဆုံးဖြတ်ခဲ့တာကဒီအကဲဖြတ်ချက်ကိုတုံ့ပြန်တာဖြစ်နိုင်ပါတယ်။ပိုလန်ဟာဥရောပမှာကာကွယ်ရေးအသုံးစရိတ်အများဆုံးသုံးစွဲတဲ့နိုင်ငံဖြစ်နေပြီးသားပါ။ဒါကြောင့်ဒီနိုင်ငံကဥရောပတစ်ခုလုံးကိုကြောပိုးနိုင်တဲ့စစ်တပ်တစ်ခုကိုတိစောက်ဖို့ဆုံးဖြတ်လိုက်တာကဘာမှမထူးဆန်းပါဘူး။ဒါပေမဲ့ဒီကိန်းဂဏန်းနဲ့ပတ်သက်ပြီးအရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။ပိုလန်ကယူကရိန်းကိုစစ်သားတွေပို့ပြီးငြိမ်းချမ်းရေးသဘောတူညီချက်ကိုကူညီဖို့မစင်စားဘူးလို့ရှင်းရှင်းလင်းလင်းပြောထားပါတယ်။ပြင်သစ်နဲ့ပြည်တိုင်လို့လို့မဟုတ်ပဲပိုလန်ရဲ့အခန်းကဏ္ဍကကွဲပြားပါတယ်။ ပိုလန်ကနေတိုးနဲ့ဥရောပသမဂ္ဂရဲ့အရှိတ်ဘက်နယ်စပ်ကိုကာဝယ်ဖို့ဖြစ်ပါတယ်။ဒါကြောင့်နေတိုးရဲ့ Article 5စတင်မှုမလို့ပဲရုရှားရဲ့ကျူးကျော်မှုကိုကြိုတင်ကာဝယ်ဖို့အသင့်ပြင်ထားဖို့ဖြစ်ပါတယ်။ဒါကပိုလန်ရဲ့စည်ရေးချက်ထွင်မှုရဲ့အကြောင်းတရားတွေကိုနားလည်ဖို့ကူညီပါတယ်။ရုရှားကဒီဇယ်လန်နဲ့မှာထင်ရှားတဲ့ရန်သူဖြစ်ပေမဲ့ tax ပြောသလိုဒါကပူတင်ရဲ့ချိန်ချောင်းမှုထက်ပိုပါတယ်။သူ့အဆိုအရပိုလန်မှာလုံခြုံရေးကိုအလေးထားဖို့အကြောင်းပြချက်တွေအများကြီးရှိပါတယ်။စစ်ပွဲနဲ့ငြိမ်းချမ်းရေးကိစ္စတွေမှာပိုလန်ကအလွန်အာရုံစိုက်နေရတာပါ။ ါကြောင့်ဒီအကြောင်းရင်းတွေကိုခွဲခြမ်းကြည့်ရအောင်ရုရှားကအထင်ရှားဆုံးအကြောင်းရင်းဖြစ်ပေမဲ့ပူတင်ရဲ့မကြသေးငင်ကထုတ်ပြန်ချက်ကိုထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်ရုရှားကနေတိုးနိုင်ငံတွေကိုဘလို့မှရံမမှုဘူးလို့ပြောခဲ့တာကိုတတိထားပြီးယုံကြည်ဖို့လိုပါတယ်ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလေးကယူကရိန်းကိုမကျူးကျော်ဘူးလို့ကတိပေးခဲ့သူကအခုဆိုရင်ယူကရိန်းကိုအကြီးအကျယ်ကျူးကျော်ခဲ့ပါတယ်ဒါပေမဲ့ဒီအချိန်မှာပူတင်ရဲ့ကတိတွေကိုဘာကြောင့်တန်တရားဝင်နေရတာလဲ ။ဘာကြောင့်လဲဆိုတော့ပိုလန်ကိုပူတင်ရဲ့နောက်ထပ်ပြစ်မှတ်ဖြစ်ထည့်သွင်းစဉ်းစားထားတဲ့အကြောင်းအကြိမ်ကြိမ်ပြောဆိုခဲ့ပြီးပါပြီ။ဒါကဘာကြောင့်လဲ။ပထမဆုံးအနေနဲ့ရုရှားကနေတိုးကိုတိုက်ရိုက်ချိန်ချောင်မှုဖြစ်ပါတယ်။ပိုလန်ကနေတိုးရဲ့အရေးပါတဲ့အဖွဲ့ဝင်ဖြစ်တာကြောင့်ရုရှားရဲ့ချဲ့ထွင်မှုကိုခုခံတားဆီးနိုင်တဲ့အင်အားကြီးနိုင်ငံဖြစ်ပါတယ်။ရုရှားကနေတိုးကိုအားနည်းသွားစေခြင်းရင်နေတိုးရဲ့အသုံးစရိတ်အများဆုံးနိုင်ငံကိုပိတ်မှတ်ထားအင်အားပြမှာပါ။ဒါကြောင့်ဒါပြင်ဆူအော်ကီကပ်ကိုလည်းမိတ်ထားလို့မရပါဘူး။ ပိုလန်နဲ့လစ်သူယေးနီးယားကိုဆက်သွယ်ထားတဲ့မိုင်40ရှိတဲ့ကုန်းပြင်လမ်းကြောင်းဖြစ်ပါတယ်။ဒါကနေတိုးအတွက်အဓိကအားနည်းချက်တစ်ခုပါ။ဆူဝါကီဂပ်ကိုထိန်းချုပ်နိုင်ရင်ရုရှားကဘောလ်တစ်နိုင်ငံတွေကိုဥရောပရဲ့တခြားနိုင်ငံတွေကနေတီးတန့်ခွဲထုတ်နိုင်ပြီးနေတိုးကဒီနေရာမှာအင်အားဖြည့်ဖို့ပိုခက်ခဲသွားမှာပါ။ဘောလ်တစ်နိုင်ငံတွေကိုပူတင်ရဲ့ပြစ်မှတ်ဖြစ်နိုင်မှုကပိုလန်ထက်ပိုများပါတယ်။ဒါပေမဲ့ရုရှားကပိုလန်ကိုပြစ်မှတ်ထားနိုင်တဲ့အကြောင်းရင်းကအရှေ့ဥရောပမှာသူ့ရဲ့ဩဇာလွှမ်းမိုးမှုပြန်လည်ထူထောင်မှုဖြစ်ပါတယ်။ပူတင်လက်ထက်မှာရုရှားက အနောက်တိုင်းကသူ့ရဲ့ဩဇာလွှမ်းမိုးမှုကိုထိပါလာတာကိုခုခံတွန်းလှန်နေပါတယ်။ယူကရိန်းကဒါရဲ့ဥပမာတစ်ခုပါ။ပိုလန်ကနောက်ထပ်ပြစ်မှတ်ဖြစ်လာနိုင်ပါတယ်။အထူးသဖြင့်ရုရှားကသူ့ရဲ့ဒေတာရင်းအင်အားကိုချိမ့်ချောက်ခံရတယ်လို့ခံစားရရင်ဖြစ်ပါတယ်။ဒါအပြင်ပိုလန်ကယူကရိန်းကိုအတီလင်းထောက်ခံနေတာကိုပူတင်ကသိသဘောမကျပါဘူး။ဒါကြောင့်ရုရှားကပိုလန်ကိုတိုက်ခိုက်ဖို့ကြိုးစားနိုင်ပါတယ်။အထူးသဖြင့် NATO ရဲ့ရှိနေမှုပိုလန်ရဲ့ဗျူဟာမြောက်တီနီယာနဲ့လက်ရှိတင်းမာမှုတွေကိုထည့်သွင်းစဉ်းစားရင်ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ရုရှားကဘီလာရုစ်မှာရှိနေတဲ့အင်အားကိုတိုးချဲ့နေတာပါယူကရိန်းသမ္မတဇယ်လန်စကီးကဒါကိုအကြိမ်ကြိမ်သတိပေးနေတာပါအဆိုးဆုံးချက်ကတိုက်ခိုက်မှုဖြစ်နိုင်ခြေက လာမယ့်နှစ်မှာဖြစ်လာနိုင်ပါတယ်2025ခုနှစ်ဖေဖော်ဝါရီလမှာကျင်းပခဲ့တဲ့ Munich Security Conference မှာဇယ်လန်စကီးကဘီလာရုစ်ကိုနောက်ထပ်တိုက်ခိုက်မှုအတွက်အခြေစိုက်စခန်းအဖြစ်ထောက်ပြခဲ့ပါတယ်ရုရှားကစစ်သား35000လောက်ပါတဲ့စစ်တပ်ကိုဘီလာရုစ်ဘက်ကိုရွှေ့ပြောင်းမှုပြင်ဆင်နေတယ်လို့ဆိုပါတယ် ပြစ်ပတ်ကယူကရိန်းပဲဖြစ်ဖြစ်ပိုလန်ပဲဖြစ်ဖြစ်ဖြစ်နိုင်ပါတယ်ဗောလ်တနိုင်ငံရေးစီကိုသွားဖို့အဓိကတကားပေါက်ဖြစ်တဲ့ပိုလန်ကိုပြစ်မှတ်ထားနိုင်ပါတယ်။ပိုလန်ဟာရုရှားကိုအမြဲတမ်းတန်တရားဝင်နေတဲ့နိုင်ငံဖြစ်ပြီးဒါကိုသူတို့ရဲ့စည်ရေးချဲ့ထွင်မှုကိုအရှိန်မြှင့်တင်မှုအဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ဒါပေမဲ့ဒီအရှိန်ကိုပုံပုံမြှင့်တင်ပေးခဲ့တာကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ပူတင်နဲ့ရင်းနှီးမှုပါပဲ။ထရန့်ကပူတင်နဲ့ရင်းနှီးမှုကိုတိုးမြှင့်ခဲ့ပြီးယူကရိန်းကိုဝေးကွာသွားစေခဲ့တယ်လို့နေတိုးကနေထွက်သွားဖို့တောင်းစင်စားခဲ့ပါတယ်။ ထရမ့်ကကာဝေးရေးအသုံးစိတ်မှာမညီမျှမှုတွေကို မကြာခဏဝေဖန်ခဲ့ပါတယ်။အမေရိကန်က GDP ရဲ့ယာကိုင်နှုန်းအနေနဲ့အများဆုံးသုံးဆွဲတာမဟုတ်ပေမဲ့သူ့ရဲ့စီးပွားရေးကြီးမားမှုကြောင့်ကာဝေးရေးမှာအဓိကဝင်ထုတ်ဝင်မှုကိုတည်ဆောင်နေရတယ်လို့ဆိုပါတယ်။2023ခုနှစ်မှာအမေရိကန်က NATO ရဲ့စုစုပေါင်းကာဝေးရေးအသုံးစိတ်ရဲ့68ယာကိုင်နှုန်းကိုထည့်ဝင်ခဲ့ပြီးဥရောပနိုင်ငံတွေက28ယာကိုင်နှုန်းပဲထည့်ဝင်ခဲ့ပါတယ်။ဒီမညီမျှမှုကိုထရမ့်ကဝေဖန်ခဲ့ပြီး NATO ရဲ့စုစုပေါင်းကာဝေးရေးတာဝန်ကိုထည့်သွင်းစဉ်းစားရင် ဒီအစည်းအဝေးကမမျှတဘူးလို့မေးခွန်းထုတ်ခဲ့ပါတယ်။ထရမ့်ရဲ့ဝေဖန်မှုက NATO ဖွဲ့ဝင်နိုင်ငံတွေကဝယ်ရေးမှာ GDP ရဲ့200ခန်းလုံးသုံးဆိုက်ဖို့မျှော်မှန်းထားတာထက်ကျော်လွန်သွားပါတယ်။2025ခုနှစ်ဇန်နဝါရီလမှာထရမ့်ကကာဝယ်ရေးရဲ့ဘတ်ဂျက်ကို GDP ရဲ့900ခန်းလုံးအထိတိုးမြှင့်သုံးဆွဲခဲ့ဖို့အကြံပြုခဲ့ပါတယ်။ဒါကလက်ရှိထက်နှစ်ဆပိုများပါတယ်။ဒီအကြံပြုချက်ကဥရောပနိုင်ငံအများစုအတွက်ဗန်နာယေးဝင်တော့ဝင်ဖို့ကြီးကြီးမားစေမှာဖြစ်ပြီးအများစုကလက်ရှိ200ခန်းလုံးကိုရောက်ဖို့တောင်းစူးစမ်းနေရပါတယ်။ ဥပမာအနေနဲ့အီတလီက2028ခုနှစ်မှာ GDP ရဲ့200%ကိုကာဝယ်ရေးမှာသုံးဆဖို့မျှော်မှန်းထားပြီးဂျာမနီကလည်းသူ့ရဲ့ကာဝယ်ရေးပြတ်မှတ်တွေကိုဘယ်လိုရောက်အောင်လုပ်ရမလဲဆိုတာရုံးကန်နေရပါတယ်။ဒါပေမဲ့ပိုလန်ကတော့ထရမ့်ရဲ့ချီကျူးမှုကိုရရှိထားပါတယ်။ဒါကပိုလန်ကထရမ့်အကြံပြုထားတဲ့900%ပြတ်မှတ်နဲ့နှီးစပ်နေတာကြောင့်ပါ။ပိုလန်က GDP ရဲ့4.8%ကိုကာဝယ်ရေးမှာသုံးဆနေပြီး2024ခုနှစ်မှာအမေရိကန်က3.4%ပဲသုံးဆခဲ့ပါတယ်။ နေတိုးအဖွဲ့ဝင်တွေထဲမှာပိုလန်လောက်ကာဝယ်ရေးမှာအသုံးစရိတ်များတဲ့နိုင်ငံမရှိပါဘူး။ Trump ရဲ့ချီးကျူးမှုကပိုလန်ကအမေရိကန်လုပ်လက်နက်တွေကိုဝယ်ယူနေရတယ်နဲ့လည်းဆက်ဆက်နေပါဗျ။ပိုလန်ကဒေါ်လာ32ဘီလီယံလောက်ရှိတဲ့စည်ရေးဘတ်ဂျက်ကိုအမေရိကန်လုပ် Abrams တင့်ကားတွေ Patriot ဒုံးကြီးတွေနဲ့ F35 တိုက်လေယာဉ်တွေကိုဝယ်ယူဖို့သုံးစွဲနေပါဗျ။ဘာကြောင့်မဲဖြစ်ဖြစ် Trump ကပိုမိုထက်ဝင်တဲ့နိုင်ငံတွေနဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတွေကိုနှစ်သက်သူဖြစ်တာကြောင့်ပိုလန်ကိုသဘောကျနေတာဖြစ်ပါဗျ။ ဒါပေမဲ့ဒါကအမေရိကန်သမ္မတထရန့်ကယူကရိန်းကိုဘယ်လိုဆက်ဆံနေသလဲဆိုတာကိုကြည့်ရင်တိတ်အထိတ်ပဲမရှိပါဘူး။ယူကရိန်းရဲ့ကံကြမ္မာကဥရောပတစ်ခွင်လုံးရဲ့အနာဂတ်ကိုဆုံးဖြတ်နိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ဖေဗူလာကောင်ပိုင်းမှာထရန့်က Oval Office ထဲမှာယူကရိန်းသမ္မတဇယ်န်စကီကိုပွန့်ပွန့်လင်းလင်းစူပူချိန်ပေါင်းခဲ့ပြီးမီဒီယာတွေရှေ့မှာသူ့ကိုရှက်ဖွယ်ကောင်းအောင်ပြုမူခဲ့ပါတယ်။အမေရိကန်ကရုရှားကိုထောက်ခံဖို့အသင့်ရှိတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။ဒါလည်းမကသေးပါဘူး။ဇယ်န်စကီနဲ့ Oval Office ထဲမှာစူပူချိန်ပေါင်းပြီးရပ်ပိုင်းကြမှာပဲ။ ထရမ့်ကယူကရိန်းကိုစစ်ရေးအကူအညီပေးတာကိုရပ်တန့်လိုက်ပါတယ်။ဖိအားတွေကြောင့်လည်းအမေရိကန်နဲ့ယူကရိန်းကိုယ်စားလှယ်တွေ Saudi Arabia မှာတွေ့ဆုံပြီးတဲ့နောက်မှာအမေရိကန်ကခုဆိုရင်ယူကရိန်းကိုပြန်လည်ထောက်ပံ့ပေးနေပါတယ်။ဒါပေမဲ့ဒါကအခုချိန်ထိပဲဖြစ်ပါတယ်။ဒီအရေးပါတဲ့ဆုံးဖြတ်ချက်ကထရမ့်နဲ့ဒုတိယသမ္မတ JD Vance တို့ရဲ့ယူကရိန်းကိုအမေရိကန်ကလုပေးခဲ့တဲ့အတွက်ကျေးဇူးတင်တဲ့ဆိုတဲ့အယူဆကိုဆက်လက်ထောက်ခံတာပါပဲ။ဒေါ်လာ1ဘီလီယံလောက်ရှိတဲ့အကူအညီကိုပေးဖို့အတည်ပြုထားပေမဲ့မပေးရသေးတာကဇယ်လန်စကီးကိုဒုက္ခပေးတာမျိုးဖြစ်ပြီး ထရမ့်ရဲ့ဦးစားပေးမှုတွေကတိတိတသားပြောင်းလဲသွားတယ်ဆိုတာကိုသတိထားမဲ့သူတိုင်းအတွက်သတိပေးချက်တစ်ခုဖြစ်ပါတယ်။ဒီလောက်ရက်နဲ့အတူကမ္ဘာအစွမ်းထက်ဆုံးလူကတရားဝင်ပတ်ပြောင်းသွားပါတယ်။သူကယူကရိန်းနဲ့နေတိုးတောင်ဝင်ကနေဝေးကွာသွားပြီးရုရှားအင်ပါယာ version 2.0ကိုအိမ်မက်မက်နေတဲ့အာနာရှင်တအူးနဲ့ပို့ပြီးနှီးဆက်သွားပါတယ်။ဒါကပိုလန်ကသူ့စည်ရေးချဲ့ထွင်မှုကိုအရှိန်မြင့်တင်ဖို့တိုက်တွန်းခံရတဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။အမေရိကန်ကသူ့ရဲ့ကမ္ဘာလုံးဆိုင်ရာတာဝန်တွေကနေနှုတ်ထွက်သွားတဲ့အခါ တစုံတစ်ယောက်ဟာဒီကွက်လက်ကိုဖြည့်ဖို့လိုအပ်ပါတယ်။ပိုလန်ကသူ့လုံခြုံရေးကိုအခွင့်အရေးပေါ်မဆုံးလွတ်ချင်ပါဘူး။အထူးသဖြင့်ရုရှားကရေရှည်ဗျူဟာကိုကစားနေတဲ့အချိန်မှာပါ။ဒါပေမဲ့ပိုလန်ကအမေရိကန်နဲ့ဆက်ဆံရေးကိုအခုထိလက်မလွတ်သေးပါဘူး။တက်စ်ကအမေရိကန်နဲ့နီးကပ်တဲ့ဆက်ဆံရေးကိုထိန်းသိမ်းဖို့မငြင်းနိုင်ဘူးလို့ပြောခဲ့ပါတယ်။အချိန်ထဲမှာပဲဥရောပမှာရုရှားကိုရင်ဆိုင်နိုင်တဲ့စီးပွားရေးအင်အားရှိတယ်လို့လည်းပြောခဲ့ပါဗျ။ဒါပေမဲ့နိုင်ငံရေးဆန္ဒရှိမှသာဖြစ်မယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ရဲ့အားနည်းချက်ကလုံဆောင်ဖို့ဆန္ဒမရှိပဲယုံကြည်မှုမရှိပဲတခါတရံမှာကြောက်ရွံ့နေတာပါဒါပေမဲ့ရုရှားကစီးလုံးညီညွတ်တဲ့ဥရောပကို မတွန်းလှန်နိုင်ပါဘူးလို့တက်စ်ကပြောခဲ့ပါတယ်ဥရောပရဲ့စီးပွားရေးနဲ့လူ့ရေအရရုရှားထက်သာတဲ့အချက်ကိုထောက်ပြခဲ့ပါတယ်သူကဒါကထူးဆန်းပေမဲ့အမှန်ပါပဲအခုဆိုရင်ဥရောပသားတန်900ကအမေရိကန်တန်300ကိုရုရှားတန်140လူ့ရေကနေကာကွယ်ပေးဖို့တောင်းပန်နေပါတယ်လို့ထပ်ပြောခဲ့ပါတယ်ဒါကဒီလိုပြောရင်အတော်လေးရှက်စရာကောင်းပါတယ် ဒီအချိန်လေးကိုပြောင်းလဲဖို့ဆိုရင်ငွေကြေးအများကြီးလိုအပ်ပါတယ်ဘရိုဂလီလိုရဲ့ဥရောပရဲ့နှစ်စဉ်ကာဝေးရေးအသုံးချိတ်ကိုအနည်းဆုံးဒေါ်လာ282ဘီလီယံတိုးမြင့်ဖို့လိုအပ်ပါတယ်ဒါကရေတိုခံမှန်းချက်ပါပဲဒါကကြီးမားတဲ့ဗန်ဒါရေးပြောင်းလဲမှုဖြစ်ပြီးဥရောပနိုင်ငံတွေကဒါကိုမတူညီတဲ့နည်းလမ်းတွေနဲ့တုံ့ပြန်နေကြပါတယ်ဘောလ်တစ်နိုင်ငံတွေလိုတချို့နိုင်ငံတွေကကာဝေးရေးအသုံးချိတ်ကိုမြင့်တင်ဖို့ကြိုးစားနေပါတယ်ဥပမာအားဖြင့်အက်စတိုးနီးယားက2026ခုနှစ်မှာ GDP ရဲ့400ခန့်နှုန်းကျော်ကိုကာဝေးရေးမှာသုံးစွဲဖို့စီစဉ်ထားပါတယ် ဒါကသူတို့ကို NATO ရဲ့အပြည့်အဝပါဝင်တဲ့အဖွဲ့ဝင်တနိုင်ငံအဖြစ်အတည်ပြုဝေးပါတယ်။ Latvia နဲ့ Lithuania တို့ကလည်းသူတို့ရဲ့ဘတ်ဂျက်တွေကိုတိုးမြှင့်နေပါတယ်။ Russia နဲ့နှီးကပ်တဲ့အတွက်သူတို့ကအထူးသဖြင့်အားနည်းနေတယ်ဆိုတာကိုသိရှိထားလို့ပါ။ပြင်သစ်ကရှေးယိုအရာဥရောပရဲ့စည်ရေးအရာအရေးပါတဲ့နိုင်ငံဖြစ်ပြီးတော့ကာကွယ်ရေးအသုံးချိတ်ကိုတိုးမြှင့်ဖို့ကတိပေးထားပေမဲ့နိုင်ငံရေးနဲ့စီးပွားရေးအခက်အခဲတွေကိုရင်ဆိုင်နေရပါတယ်။ Macron ကစည်ရေးစီးပွားရေးအစီအမံတွေကိုလှုံ့ဆော်ဖို့တောင်းဆိုခဲ့ပေမဲ့ပြင်သစ်ကပြည်ရင်းစိုးရိမ်မှုတွေနဲ့ သူ့ရဲ့တာဝန်တွေကိုချိန်ညှိဖို့လိုအပ်နေပါတယ်။အထူးသဖြင့်နိုင်ငံချပေးရမယ့်ကြွေးမီတွေလိုလာတိုးလာနေလို့ပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။